လေရင်နေနဲ့ရေဒီယိုတွေကိုဖျားအဖြစ်ကူးခွေကြတဲ့ Cargo Cars ဘာသာရေးမင်္ဂလာပါယူသက်အနေတိမ်မှန်ပရိသတ်ကြီးကျွန်တော်အခုပြောမယ့်အကြောင်းကိုကြားတဲ့အခါမှာပရိသတ်တွေကဒါကစိတ်ကူးရင်ဇာလန်းကြီးဒါမှမဟုတ်လို့ရှင့်လဲမတိကြမရေရာတဲ့အမှတ်တမ်းတစ်ခုခုကိုဖတ်ပြနေတယ်လို့ထင်ကောင်းထင်ပါလိမ့်မယ်။ကဘာပေါ်မှာလေးရင်မြန်နေရေဒီယိုတွေနဲ့အနောက်တိုင်းထုတ်ကုန်ပစ္စည်းတွေကိုဖျားအဖြစ်ကူးခွေနေကြတဲ့ဘာသာရေးကိုင်းတစ်ခုကဘာပေါ်မှာလက်ရှိအချိန်ထိအမှန်တကယ်တည်ရှိလို့နေပါလိမ့်။ဒုတိယကဘာစစ်အတွင်းမှာစတင်ခဲ့တဲ့ ကုန်တင်ဘာသာရေးကိုင်းလို့ခေါ်တဲ့ဒီကိုင်းနေဟာပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းကကျွန်းနိုင်ငံတွေမှာအဓိကတွေ့ရပြီးအထူးသဖြင့်တော့ဗနူအတူလို့ခေါ်တဲ့ကျွန်းမှာယနေ့တိုင်ရှင်သန်ကူးွယ်နေကြဆဲပဲဖြစ်ပါသည်ဒီလိုမျိုးထူးထူးခြားခြားယုံကြည်ကူးွယ်မှုနောက်မှာဘလူသမိုင်းချောင်းနေနဲ့ဘလူအတွေးခေါ်ရီများရှိနေတာပါလေကျွန်တော်နဲ့အတူတူလေ့လာကြည့်လိုက်ကြရအောင်ပါ thank you ကုန်တင်ဘာသာရေးကိန်းနေစတင်ပေါ်ပေါက်လာရခြင်းရဲ့အဓိကအကြောင်းရင်းကတော့ဒုတိယကမ္ဘာစစ်ကြီးကြောင့်ဖြစ်ပါလိမ့်။စစ်ပွဲအတွင်းမှာအမေရိကန်နဲ့မဟာမိတ်စစ်တပ်တွေဟာပစိဖိတ်ကျွန်းတွေကိုစစ်စခန်းဖြစ်အသုံးပြုခဲ့ကြပါလိမ့်။ဆိုတော့အဲ့ဒီကျွန်းပေါ်မှာနေထိုင်ကြတဲ့သူတွေဟာအဲ့ဒီကာလအတွင်းထူးခြားတာတစ်ခုကိုမြင်တွေ့ရပါတော့တယ်။အဲ့တော့ကတော့သူတို့ရဲ့ကျွန်းပေါ်မှာလာနေထိုင်နေကြတဲ့စစ်သားတွေအတွက်လာပြီးတော့အထောက်အကူပစ္စည်းတွေပေးတဲ့အခါ သို့မဟုတ်လူတွေလာချတဲ့အခါမှာလေမြန်နေတစည်းပြီးတစည်းနဲ့မျိုးစုံသောခင်မီပြည်စီတွေအစားအသောက်တွေကိုလာပို့လေရှိပါသည်အဲ့လိုမျိုးလာလာပို့နေကြတဲ့လေမြန်တွေကိုမြန်မာများလာတော့အဲ့ဒီကျွန်းပေါ်ကမျက်စိပိတ်နားပိတ်ဖြစ်နေတဲ့ကျွန်းသူကျွန်းသားတွေဟာဒီလေမြန်တွေခင်မီပြည်စီတွေကိုလာပို့ပေးနေတာကဖျားသခင်ကပေးတဲ့ကောင်းငင်မုံကမှော်စံတဲ့လက်ဆောင်တွေဆိုပြီးတော့ထင်မှတ်ကုန်ကြပါသည်ဒီလိုနဲ့စစ်ပွဲကြီးပြီးဆုံးသွားတဲ့အခါမှာစစ်တပ်တွေဟာဂျုံကိုဆွန့်ခွာသွားခဲ့ပြီးပစ္စည်းတွေလည်းပို့ရာလုံးဝရပ်တန့်သွားပါပြီ ဒါပေမဲ့ကျွန်းသူကျွန်းသားတွေဟာဒီလိုခင်မိပစ္စည်းတွေဟာသူတို့ရဲ့ဘိုးဘွားတွေဒါမှမဟုတ်နတ်ဘုရားတွေကနေတဆင့်သူတို့စီကိုရောက်ရှိလာတာဖြစ်ပြီးအဖြူလူမျိုးတွေကလမ်းကြောင်းလွဲပြီးတော့ခိုးယူသွားတယ်ဆိုပြီးတော့ဆာပြီးတော့ယုံကြည်လာကြပါသည်။ဒါကြောင့်မလို့သူတို့ဘိုးဘွားတွေနဲ့နတ်ဘုရားတွေကိုပြန်လည်ဆက်သွယ်ပြီးကုန်ပစ္စည်းတွေကာကွယ်ပို့တဲ့လေးမြန်တွေကိုပြန်လည်ရရှိဖို့အတွက်ဘာသာရေးထုံးနှံစင်လာတွေကိုစတင်ပြုလုပ်ကြရတာပါပဲ။ဒီဘာသာရေးကိုင်းဝင်တွေဟာအလွန်ထူးဆန်းတဲ့ဓလေ့ထုံးနှံတွေကိုကျင့်သုံးကြပါသည်။ သူတို့ရဲ့ဘာသာရေးမှာဆိုရင်တစ်သားတွေနဲ့လင်းမြန်ပုံစံတူတွေကိုတိစောက်ထားကြပါလိမ့်။လင်းမြန်စင်းတတ်နိုင်တဲ့လင်းပြေးလန်းပုံစံတူတွေကိုလည်းမြေပြင်မှာဖန်တီးပေးထားကြပြီးသူတို့ဟာနှစ်ချက်ဒါမှမဟုတ်ရေဒီယိုပုံစံတူတွေကိုလည်းဝါနဲ့ထုလောက်ကစစ်သားတွေရဲ့ဝစ်စုံတွေကိုလည်းပဲအတူယူဝစ်စင်ကခြိတတ်မှုပုံစံကိုပါအတူယူပြုလုပ်လေးရှိကြပါလိမ့်။သူရဲ့စိတ်ထဲမှာထင်နေတာကဒီလိုဝစ်ထားမယ်ဒီလိုလေရင်လမ်းကြောင်းတွေကိုပြုတ်လုထားမယ်ဆိုရင် လေရင်ပေါ်ကနေပြီးတော့သူတို့အတွက်စားစရာတွေခင်မိပြည့်စည်တွေကိုလာချပေးမယ်လို့ယုံကြည်ကြတာပါ ။နေဝန်ချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီကုန်တင်ဘာသာရေးခိုင်းလို့ခေါ်တဲ့ခိုင်းဟာလူသားတွေရဲ့ယဉ်ကျေးမှုဆိုင်ရာအံ့အားသင့်စရာဖြစ်ရတဲ့ခုဖြစ်ပါလိမ့်။သူတို့ရဲ့ယုံကြည်မှုကအခင်မီနီးပညာနဲ့ဝေကွာရီလူအဖွဲ့အစည်းတစ်ခုဟာယုဒိယအခင်မီပြည့်စည်ရည်နဲ့ထီထွေးတဲ့အခါဘလိုမျိုးလှိဝတ်စမ်းကြဲစွာဘာသာရေးဖြစ်အထိပ္ပယ်ဖွင့်ဆိုနိုင်နေဆိုတာကိုပြသနေတာပါ။ဒီခိုင်းနေရာယနေ့ထိလည်းရှင်သန်နေသေးပဲဖြစ်ပြီးသူတို့တို့တော့ဒီကုန်တင်လေးရင်တွေဟာဖျားသခင်တစ်ဖွဲ့ပါပဲ။